တို့ညာပိသက်များအလုံးမဲ့မင်္ဂလာပါခင်ဗျာဆီယာမြတ်သန်းတင်းရဲ့ခေပြန်ရုပ်ပုံအလွာများဆိုတဲ့ဝတ္ထုဆောင်လေးတဲ့ကနေကျွန်တော်ကဒီတစ်ပတ်မှာတော့ချစ်တော့ချစ်လီစိတ်စိတ်နေဘောဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်နားဆင်ခံစားကြည့်အောင်ခင်ဗျာချစ်တော့ချစ်လီစိတ်စိတ်နေဘောသူ့ကိုကျွန်တော်လူချင်းတစ်ခါမျှမတွေ့ဘူးပါစာအစ်စ်တွေတော့ရှိပါသည် သူဓမ္မစာတွေမကြာခဏလာတတ်ပါသည်။နေကြီးရဲ့ကြီးများတွင်ပို့စကတ်လေးတွေစုတောင်းတဝင်လာကတ်ကလေးတွေပို့တတ်ပါသည်။သူသည်စာရေးကောင်းသူဖြစ်ပါသည်။စာဖတ်တန်သူဖြစ်ပါသည်။ကျွန်တော်စီကိုစာရေးလျင်စာရှိရှိရေးလေးရှိပြီးစာထဲတွင်သူဘဝသူ့အတွေ့သူ့ကိုယ်ရေးကိုယ်တာတို့ကိုရေးလေးရှိပါသည်။ ျွန်တော်စီစာတွေတနည်းလောက်ရေးပြီးစာလာကျဲသွားပါသည်ထို့နောက်စာတွေတစ်စောင်မှမလာတော့ဘဲရပ်သွားပါသည်တလောကမူသူ့ထံမှစာတစ်စောင်ရောက်လာပြန်ပါသည်သူ့နာမည်မှာမြနှင်းနှုဟုခေါ်ပါသည်တို့ရာတွင်ထိုနာမည်သည်သူ့နာမည်ရင်မဟုတ်ဟုသူ့စာထဲတွင်ရေးထားပါသည်ထိုနာမည်ကိုတည်သူမှာ သူ့ကိုထိုနာမီပေးခဲ့တော့သူ့အိမ်နာကအသက်60ခန့်ရှိဗာကြီးမုံနှင့်သူ့ချစ်သူတို့သာဖြစ်သည်ဟုဆိုပါသည်နောက်ဆုံးစာရောက်လာသည့်အခါတွင်ကျွန်တော်သည်သူ့စာကိုတွဲထားသည့်ဖိုင်ရွယ်ကိုလှိုင်၍စာများကိုပြန်ဖတ်ပါသည်သူ့စာများသည်ပထမတွင်ဘေလီစံနေတယ်လို့ရှိတော်လေစစ်စဖတ်လိုက်တော့အခါတွင် ဝတ္ထုစံနေပါသည်ဝတ္ထုတပုတ်ကိုဖတ်နေရသလိုသူ့ရင်ခုန်တန်ကိုကြားနေရပါသည်သူစာတဲ့တွင် နေရလိပ်စာဖော်ပြထားခြင်းမရှိပါပထမဆုံးစာဆရာစီကိုစာရေးတာဟာဘယင်ကြီးဘာသာဝင်တယောက်ကဘယင်ကြီးဘုံတော်ကြီးရှိမှဝန်ခံချက်ပေးနည်းမျိုးနဲ့တူမလားအမှုတွေတယောက်ကသူရှိနေစီမှာ အမှုတော်အမှုလာကိုဖွင့်ပြနေတဲ့အဆက်ခံခြင်းနဲ့တူမလားဓမ္မမဟုတ်လူနာတယောက်ကဆရာဝန်တယောက်စီမှာသူ့ရဲ့ယောဂဖြစ်ပုံကိုပြင်ပြတဲ့ယောဂစတားနဲ့တူမလားဘာနဲ့တူမလဲတော့မသိဘူးဆရာဘလို့ပဲဖြစ်ဖြစ်အမှုတွေတယောက်တွေရှေ့နေဆိုတာဆရာဝန်နဲ့အလားတန်တူပါတယ်ဆရာဝန်ဆိုတာလူနာကိုကူးတဲ့အခါမှာ ယောဂစဖြစ်ပုံယောဂပြအောင်ကုသခြင်းအစွန်လင်ကိုစဉ်းစားပြီးမှကုသလက်ရှိပါတယ်ယောဂစမြင့်ကိုမတိပဲအယံကော်ရောကုလို့မရသလိုရှိနေဆိုတာကလည်းအမှုတရဲ့အဖြစ်ဖြစ်ကိုအကုံအစင်သိထားမှလွယ်ကူစွာဂိုင်ထွေဖြည့်ရှင်းနိုင်လိမ့်မယ်လို့ကျမခံယူထားပါတယ်ဒါကြောင့် ကျမဆရာစီကိုကျမအမှုတစ်ခုလာအပ်တယ်လို့ပဲသဘောထားစီချင်ပါတယ်။အမှုတွေရဲ့အကြောင်းကိုသိရအောင်အရင်ကကျမလုပ်ခဲ့ဘူးတဲ့အလုပ်တွေကိုပြောပြမယ်ဆရာ။ကျမကစကူအိတ်ကတ်ဘူးတဲ့။စကူအိတ်ကတ်တယ်ဆိုတာဆရာနားလည်ပါမလားမသိဘူး။စကူလွတ်တူတည်င်းသားစကူတို့ကိုအလိုရှိတဲ့အရွယ်ဖြတ်ပြီး ကောကျူစကူအကလေးတွေကိုလုတ်ပြီးဈေးတန်ကိုတွန်းရတဲ့အလုပ်ပါဆရာတရင်သာစကူဘိုးရဲ့ကိုဘိုးရဲ့ရှိပြီးတဏီကုံလုံးခါညောင်းခံထိုင်နိုင်ရင်တဏီကုံ၅ကျ၁၀တော့ရပါတယ်ဆရာပြီးတော့ဈေးတုံးထုတ်ဖူးတယ်ရတောင်လုတ်ဖူးတယ်ဟင်းရွေရောင်ဖူးတယ်ဆိုင်းအကူလုတ်ဖူးတယ်လက်ချုပ်လိုက်ဖူးတယ် သူငယ်တန်းတို့တန်းတို့နှစ်တန်းတို့စားတဲ့အတန်းကလေးတွေမှာကလေးကျူရှင်ပြဘူးတယ်လမ်းဘေးမှာအလှကွန်ရောင်းဘူးတယ်ဒီအလုပ်တွေကိုကျမလူမှန်းတိတက်စကလေးကလုပ်ခဲ့ဘူးတာပါဆရာတခါတလေတော့လေကျမကိုကိုကိုမာနကြီးခြင်းနေညာနှင်းနုရှင်းတဲ့သမီးကလေးကကိုဝမ်းကိုခါကိုကြောင်းခဲ့ပြီးကိုထမင်းကိုရှာစားခဲ့တဲ့မိန်းမလို့ ဒီလိုလမ်းပေးမှာအလှကုန်ရောင်းနေတော့မှာကျမတို့မျိုးဒေးအသက်ဆောင်မဲ့စီမံကိန်းစတယ်။အဲ့ဒီမှာရှောက်လာတဲ့ခေါ်တော့ကျမရှောက်လိုက်တယ်။ရှောက်တဲ့လူတိုင်းရတာမဟုတ်ပါဘူး။မဲနိုင်ရတာပါ။အဲ့ဒီမှာကျမကံကောင်းကျင်တော့မဲကြတယ်ဆရာ။ဆိုင်ငန်းတခန်းရမယ်။အလှကုန်တန်းမှာပေါ့။ဒုစီကအရာ မဲကြပြီလို့တပတ်အတော်မှာငွေ9000တင်ရမယ်ပထမအရက်မှာပေါ့လေကျမမှာငွေ9000ပဲမှရှိမှမလဲဆရာရှိသမျှပစ္စည်းကလေးတွေရောင်းချဖို့စည်ရင်တွက်ကြည့်လိုက်တော့ငွေကလေး1000ကျော်ကျော်လောက်ပဲရမှာပေါ့ဒီတုန်းမှာကျမကိုအခုလှုပ်ပေးတဲ့အင်ရှင်ကကျမဆိုင်ငန်းကိုငှားတာပေါ့ငါကအဖြစ်ကြိုတင်ပေးမယ်ပေါ့ဒါနဲ့ သူတို့ပေးတဲ့ငွေ9000နဲ့ငွေသွင်းလိုက်တယ်။နောက်နှစ်နှစ်မှတနည်းကို9000စီထပ်ပြန်သွင်းရတယ်။စုစုပေါင်း1000တောင်းသွင်းရတာပေါ့လေ။ဈေးသက်ကြီးမှဆိုင်ငန်းကလေးတစ်ခန်းရတာပေါ့။ကျမရတဲ့အခန်းကနေရာကောင်းနေစရာတော်တော်လေးအချစ်ချာကြတဲ့နေရာဒီတော့ဆိုင်ငန်းကိုလိုချင်တဲ့သူတွေပေါ်တယ်။ဒါပေမဲ့ခိတ္တာကဆိုင်ငန်းကို ရောင်ချင်းပေါင်ချင်းငားချင်းမလို့ရဘူးမဲပေါက်တဲ့လူကိုယ်တိုင်ရောင်ရမယ်လို့စီကန်းဆိုထားပါတယ်ဒီတော့ကျမကိုငွေထုတ်ပေးတဲ့သူတွေကကျမကိုသူတို့ဆိုင်မှာခန့်ထားတယ်ကျမကိုဆိုင်မှာအယောင်ခိုင်းတာပေါ့လေဒါနဲ့ကျမ1900ခုနှစ်လရှင်နီမှာဈေးထထွက်တယ်ဒါပါတော့ဆရာ ဒါတွေကတိတ်အေးမကြီးလာပါဘူးခုဆိုရင်ဆိုင်ငန်းကတိတ်ကြီးတာနေပြီဇာသူတို့ကလည်းပစ္စည်းတွေထည့်ပေးပြီးသူတို့ရောကျမပါရောင်းကြတယ်စည်ရင်အင်းတွေလည်းကျမပဲကန်ရပါတယ်ပြီးတော့ပစ္စည်းတို့ဘာလို့မြို့တက်ဝယ်ရင်လဲကျမပဲဝယ်ရပါတယ်ကျမကိုယုံကြည်တဲ့ဆိုပါတော့ဆရာယုံကြည်ပေးရမှာပေါ့ဆရာ ဒီဆိုင်ငံကကျမနာမည်နဲ့ကိုကျမကနီးသူတို့ခံရမှာပေါ့ဆရာနားလေပါတယ်နော်ဆရာကစာရေးဆရာတန်းတန်းလုံနေတော့ဈေးတဲ့လောကကိုနားလေပါမလားမသိဘူးဒါကြောင့်မို့ရေးရတာပါကျမလောက်ကင်ပြီလို့သူတို့အများကြီးတိုးတက်ပါတယ်ကျမလည်းအဆင်ပြေပါတယ်စာပေးစာယူဆောင်မွေးဖြီတိုင်းငွေလိုရင်ကြူတင်ထုတ်ပေးတယ်နား လာစင်ပေါ့လေအလကားတော့တကားမှမုံဘူးမပေးဘူးသေးဘူးတခုတော့ရှိတယ်ကျမဝဖို့နိုင်လေးတစ်လုံးတော့ဝယ်ပေးဘူးပါတယ်ဒါကလည်းကျမတတရားနဲ့အထိနိုင်မရှိပဲဖြစ်နေတော့နိုင်ဝယ်ဖို့သူတို့ကပြောတယ်ကျမကမဝယ်နိုင်ဘူးလို့ညင်နောက်ဆုံးတော့သူတို့ကပဲဝယ်ပေးလို့ယူလိုက်ရတယ်ကျမကတမျိုးပဲဆရာ မာနကြီးတယ်လို့ခေါ်ရမလားမသိဘူးသူများကပေးတဲ့အကူအညီတိုင်းကိုလက်ခံချင်တာမဟုတ်ဘူးတကူကတော့ရှိတာပေါ့လေမာနကြီးတယ်ဆိုရင်လေကိုမမာနာကြီးရမရှိပဲနဲ့အချောင်းတိုက်ကြီးတာမျိုးပဲဖြစ်မှာပေါ့စာမရှိပဲအစာကြီးတာမျိုးဖြစ်မှာပေါ့လေမဟုတ်ဘူးလားဆရာနောက်ဆုံးနေ့စာမဝဲဖြစ်တော့လူလူတူတူနိုင်ပတ်ရတယ်စာမဝဲတော့ဖြစ်တော့ ရွှေကြုံကလေးတကုံခဏဆွဲပြီးတယ်စိတ်တော်တာမဆိုးပါဘူးသူတို့ဟာကျမရဲ့ထမင်းရှင်အလုပ်ရှင်အရေးခွာတဲ့ကျေးဇူးရှင်ကြီးရဲ့လို့ပဲအောက်မေ့ပါတယ်နောက်ဆုံးနေ့ဖြီတုံကရေရတာတခုရှိသေးတဲ့ဆရာအဲ့ဒီုံကစာမွေးသွားဖြီဖို့စရိတ်လိုတာနဲ့မဂ္ဂဇင်းတစ်စောင်ကိုဝတ္ထုတစ်ပုဒ်ရေးပို့တယ်အရွေးခံရရင် ဈေးကလေးပါလေးရအောင်လို့ဆိုတဲ့သဘောနဲ့ရေးပို့တာပါဆရာကြီးသူတို့စီကယူရင်အကျွေးတင်းနေအောင်မယ်မဟုတ်လားဒါကြောင့်မို့မဂ္ဂဇင်းကိုဝတ္ထုပို့ကြည့်တာပေါ့ဒါပေမဲ့ဆရာကျမဝတ္ထုကိုမဂ္ဂဇင်းကပယ်ပြီးထင်ပါရဲ့ဘာမှလည်းအကြောင်းမပြန်ဘူးဆရာရဲ့ဒီနေ့ထိမဂ္ဂဇင်းမှာပါလာတာလည်းမတွေ့ရတော့ဘူးသူများတွေက စာရေးဆရာဖြစ်ချင်လို့မဂ္ဂဇင်းကိုဝတ်ထုပို့တာမြန်နီနူကတော့စာရေးဆရာမဖြစ်ခင်ကလေးကပိုက်ဆံကလေးများရမလားလို့ဝတ်ထုပို့ကြည့်တာကိုအဖြစ်ကိုပြန်တွေးပြီးရေရသေးတယ်သူတို့ကကျမဖို့လက်ပနိုင်လေးတလုံးဝယ်ပြီးတော့ငယ်ငယ်ကဖိဖိဝယ်ပြီးတဲ့အထက်ကလေးကိုတတိယသွားမိတယ်ဆရာအော်ဆရာကမပြောရသေးဘူး ျမအဖေကစင်းရဲပါတယ်ဆရာအမေကတော့ကျမငငယ်လေးကလေးကဆုံးသွားပါတယ်ကျမတို့မှာအဖေတကူသမီးတကူဆိုသလိုလောကကြီးကိုဒီနေရာပဲခြံရစ်ခဲ့ပါတယ်ဖေဖေကခြံလုံးပါလေခြံလုံးတယ်ဆိုတာတောင်ကိုပိုင်ခြံလုံးရတာမဟုတ်ပါဘူးဆရာသူများခြံမှာအဆောင်သဘောမျိုးနဲ့လုံးရတာပါတနေ့တော့ ဖီဖီကကျမကိုဒေဒေကအထယ်ဆိုင်ကိုခေါ်သွားတဲ့ဆရာဆိုင်ပေါ်မှာအထယ်အုပ်တွေစီထားတယ်လှလိုက်တဲ့အထယ်အုပ်တွေဆရာရဲ့ကျမအဖိုးဒီတခါပဲဒီလောက်လားဒီလောက်များတဲ့အထယ်အုပ်တွေကိုမြင်ဘူးတာဟာပထမအဦးဆုံးအကြိမ်ဖြစ်မယ်ထင်တယ်ဆိုင်တဆိုင်ရှိရောက်တော့ဖီဖီကကဲတမီးကြိုက်တဲ့တစားယူကျမလည်းဝမ်းသာလိုက်တာဆရာရဲ့ဖီဖီဟာ ကျမအတွက်ပထမဆုံးဝယ်ပွေးဘူးတာပဲနောက်ဆုံးအချိန်လို့လည်းပြောရင်ရပါတယ်လေအဲ့ဒီတုန်းကချုပ်ပြီးသားအထဲတို့ဘာလို့တိတ်ခက်မစားသေးဘူးအထဲစားတွေကိုဖြတ်ပြီးချုပ်ထည့်ခဲ့ပဲရှိသေးတယ်ကျမကလည်းခုနှစ်နှစ်သမီးလောက်ပဲရှိအောင်မှာပေါ့မိသားနေပါပြီအကောင်စားတွေကိုခြိုက်ပြီးမယ်စင်ရဲတော့သိစီကြီးတာတွေကိုကျမမယူပါဘူး အပေါ်စားကိုပဲရွေးယူပါတယ်ဖေဖေကအံ့အားသိနေတယ်လေငါသမီးယူတဲ့အစာကဈေးပေါ်လာကြည်လားဖေဖေကသမီးကြိုက်တဲ့အစာကိုယူနော်ဈေးကြီးရင်ကြီးပါစေပေါ့ဒီလိုဖေဖေကပြောပါသေးတယ်ဒါပေမဲ့ကျမမယူပါဘူးဆရာကျမကိုအချင်းကြီးကိုတိတာပေါ့